ရှမ်းပြည်နယ်တောင်ပိုင်းမိုင်းတောက်ရွာပလက်မြေပေါ်၌ဂရန်လဲမရှိဆောက်လုပ်မိလဲမကြသေးပဲဟိုတယ်အဆောက်အဦတွေလာရောက်ဆောက်လုပ်နေတာကိုကန့်ကွက်ကြောင်းမိုင်းတောက်ဒေသခံတွေကဧပြီလ30ရက်နေ့ကဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ဟိုတယ်ဆောက်လုပ်မှုကိုမြန်မာနိုင်ငံ Group Company Limited ကဆောက်လုပ်နေတာဖြစ်ပြီးဟိုတယ်ဆောက်လုပ်နေမှုကိုဖယ်ရှားပေးဖို့ကန့်ကွက်စာတင်ထားပေးမယ်။သက်ဆိုင်ရာကတာဝန်ယူဆောင်ရွက်ပေးခြင်းမရှိရာကြောင်းအခုလိုမျိုးဒေသခံ40ကျော်ကစူပေါင်းဆန္ဒပြရတာဖြစ်ပါတယ်လို့ဒေသခံတွေထံကသိရပါတယ်။ မိုင်းတော်ကြီးရွာအုပ်စုဥပိုင်အမှတ်58မြင်းဆောင်225တကွင်းအမှတ်38ပလက်မြေတဘာဝကိုင်းတော်ဧက90ကိုဟိုတယ်ဆောက်လုပ်ဖို့ဒေသခံတွေနဲ့လုပ်ငန်းရှင်တွေအကြားအငင်းပွားနေတာပဲဖြစ်ပါတယ်အဆိုပါကိုင်းတော်မှာဟိုတယ်ဆောက်လုပ်မယ်ဆိုပါကတဘာဝကိုင်းတော်ဧက90ပြည့်စည်သွားတာကြောင့်တဘာဝကဖန်တီးပေးထားတဲ့နုံတာ10စနစ်ပြည့်ကျိုးသွားတာက ဂိုက်တရာအကွာမှာရှိတဲ့သဘာဝရေချိုရေတန်းထွက်တဲ့ရေထွက်ပေါက်စနစ်တွေညဉ့်ညံ့ပြစီပြီးရွာသားတွေရေပြဒနာဖြစ်လာနိုင်တာတွေကိုဒေသခံတွေကစိုးရိမ်နေကြပါတယ်။ဒါအပြင်စောင်းခုံငှက်တွေတက်စားစရာမရှိဘဲသဘာဝကိဟစနစ်တွေပြက်စီးတာသဘာဝဂိုင်းတော့ပြက်စီးတာနဲ့အင်းရေပြင်းညဉ့်ညံ့တာစတဲ့ပြဒနာရက်တွေဖြစ်ပွားလာမှာအတွက်လဲဒေသခံတွေကစိုးရိမ်နေကြပါတယ်။